မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဖုံတရင်ဆောင်ကနေတင်ဆက်ပေးမှာကတော့ဘန်းနိုင်အထွန်းလုံးမပြေလို့20ဒေါ်လာ10ဘီလီယံကန်ဆုံးရှုံးနေတယ်လို့ယာယီဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာစပားအပါအဝင်ဘန်းနိုင်ရီမန်ချက်ပေးထားတဲ့တည်နယ်တွေတအီကအထွန်းလုံးပြည်မီအောင်စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိတဲ့အတွက်နေ့စဉ်အမေရိကန်ဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးနေရတယ်လို့ ိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်စာရေးကော်မရှင်ဥက္ကဋ္ဌပူချုံဦးကြီးမေအောင်လိုင်းကပြောကြားကြောင်းသိရပါဗျ။နိုဝင်ဘာ16ရက်ကမော်လမြိုင်မြို့ရှိပြည်내ခမ်းမမှာပြုလုပ်တဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေ မျိုးမိမျိုးဖာတွေနဲ့တွေ့ဆုံပွဲမှာဘူဂျုံမူကြီးမယောင်လိုင်းကအခုလိုပြောကြားလိုက်တာပါအဲဒါကြောင့်တအေကအထွက်နှုံတွေတိုးတက်စီဂျူပန်ဆောင်ရွက်ကြစီလိုပြီးမျိုးမီရေနီစတဲ့လေးမျိုးကိုစနစ်တကျအသုံးချပြီးစိုက်ပျိုးသွားမယ်ဆိုရင်တအေကအထွက်နှုံတွေတိုးတက်ကောင်းမွန်လာမှာဖြစ်တယ်လို့ပြောပါတယ်စိုက်ပျိုးရေးမွေးမြူရေးနဲ့ကုန်ထုတ်လုပ်ငန်းတွေအတွက်လိုအပ်တဲ့နိုင်ငံစီပွားမြင့်တည်ရေးရန်မုံငွေတွေကိုလည်းထပ်မံထုတ်ချေးပေးနိုင်ရေးစီမံဆောင်ရွက်နေပြီးထုတ်ချေးပေးထားတဲ့ရင်းနှီးမှတ်တည်ငွေတွေကိုလည်းတတ်မှတ်ထားတဲ့အချိန်ကာလအတွင်းစနစ်တကျပြ ြန်လည်ပြည့်စက်ကြဖို့လိုတယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကပြောကြားခဲ့ကြောင်းသိရပါပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံများကောင်းစဉ်ဖြင့်မြန်မာတရုတ်နှစ်နိုင်ငံမီဒီယာများတွေ့ဆုံဆွေးနွေးပွဲရန်ကုန်မြို့မှာကျင်းပတဲ့တင်ဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံကောင်းစဉ်ဖြင့်2025ခုနှစ်စတုတ္ထ3လပတ် မြန်မာတရုတ်နှစ်နိုင်ငံမီဒီယာများတွေ့ဆုံစီနီဝဲကိုရန်ကုန်မြို့ရှိဝေရမ်ဟိုတယ်မှာနိုဝင်ဘာ18ရက်ကကျင်းပကြောင်းသိရပါဗျ။အဆိုပါခန္ဓာသူပြည်ချိုင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမောင်အောင်နှင့်တာဝန်ရှိသူများမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံမှတန်မဲကြီး Mrs. မာဂျာနှင့်တန်ယုံတာဝန်ရှိသူများမြန်မာတရုတ်နှစ်နိုင်ငံသတင်းမီဒီယာများမှတာဝန်ရှိသူများအခြားဖိတ်ကြားထားတဲ့ဧည့်သည်တို့များတယောက်ကြောင်သိရပါဗျရှင်။